မနေ့ခင်းဖះဆွန်တော်ကတ်တဲ့သီလယူတဲ့မေတ္တာတွေပါတဲ့ပို့တဲ့ပရိပ္ပထန်ရွတ်တယ်ပေါ့ကုသိုလ်တွေညကြံတော့လည်းဖះရှိခိုးလိုက်အောင်မယ်ကုသိုလ်တွေအလုံးနဲ့ပြီးရောအမြဝေမယ်ပေါ့အဲ့ဒါဆိုရင်နောက်ထပ်တစ်မျိုးကုသိုလ်ထပ်မရဘူးလားရတာပါဇက်မကုံမနဲ့ရတာနော်စိတ်ထဲရတော့စေတနာဘယ်လိုထားလဲကြားတဲ့လူတွေဘာလို့ပါလဲတာဓုခေါ်ပါစေပေါ့မကြားဘဲနဲ့တော့ဘယ်သူမှမခေါ်ဘူးနော် ဒါကြောင့်ရှေးလူကြီးတွေအမြောက်တော့အာလုံးကြားကြသမျှဆိုတော့အဲ့ဒါပဲကြားတဲ့သူခေါ်စေခေါ်ရင်တို့လည်းရပါစေအဲ့ဒီမေတ္တာကိုယ်မှာကိုယ်တို့ဖြစ်သွားတာအဲ့တော့ပဋိဒါနဆိုတာကိုယ်တို့လုပ်ပြီးအမြောက်ဝေတာမမေ့နဲ့နော်တိုးတိုးဝေမလားကြဲကြဲဝေမလားကြဲကြဲဝေခုနှစ်တန်းကြီးអော်တော့ရပြီအဲ့ဒါကြတော့လေဟောရန်ဖြစ်ရင်သာခုနှစ်တန်းကြီးတွတ်တာအမြောက်ဝေရင်ပါဇက်ကလှုပ်ယုံနေဘယ်သူမှမကြဘူးစိတ်ချဘယ်သူမှမကြရင်ဘယ်သူမှခေါ်လို့မရဘူး အမြဝေတယ်ဆိုတော့သူမြတ်ကိုတာထုခေါ်စေခြင်းလို့ဝေတာဖြစ်တဲ့အတွက်ကြဲကြဲကိုဝင်ရမှာနော်တကြဟိုဘက်အိမ်ကနေပြီးတော့ဟိုကောင်မသူကုသိုလ်လုပ်တာကိုသူမြတ်တွေသိအောင်လို့ခုနှစ်တန်းကြီးနဲ့អော်ပါပြီလို့သူမြတ်ကဲ့ရဲ့မှာဆိုလို့မောင်ကြဲကြဲမလုပ်ရဲဘူးအဲ့လိုလည်းမဖြစ်နဲ့ကိုကုသိုလ်ကိုဝေတာကြားအောင်ဝေဒီအမြဝေတဲ့ကုသိုလ်ပေါ့သေးသေးမဟုတ်ဘူးနော်ဘုန်းကြီးတို့မြတ်စွာဘုရားအလောင်းတော်ဘဝတစ်ခုမှာညီကိုနှစ်ယောက်စေဝါရှာပြန်လာပိုက်ဆံတော်ကြီးသင်ရမှာဆိုလို့ ချစ်ချစ်ကလေးရွှေတုံးလေးတွေလုတ်ပြီးသဲတာညီရဗန္ဒာဒိန်အဲ့ဗန္ဒာဒိန်ကလေရွှေတုံးကလေးသူသိမ့်သိမ့်တာပေါ့ဝတ္ထုကမတဘာဝကရက်လရှေချာတော့မိပါမူပမာဒစုမဲ့လျော်မှုကြောင့်သူဟာကိုပင် ကိုဟာထင်ဤတဲ့ကြာကြာသုံးနိုင်ရင် သူများဟာဘယ်လိုထင်လားအဲ့ဒါကြောင့်အိမ်ငှားနဲ့အိမ်ရှင်နဲ့ပြဿနာတက်တာ နှစ်နှစ်သုံးနှစ်လောက်နေလိုက်ရင်ဒီအိမ်ကိုဘယ်လိုထင်းလားငါအေးအဲ့ဒါပြဿနာတက်အောင်အခုလဲကြည်လက်ထဲကင်တဲ့ရွှေတို့ကြာလာတော့မပေးကျင်တော့တောက်ထဲမောက်ပိုင်စီးကျင်တယ်အဲ့တော့ရွှေတို့နဲ့ပုံစံတူကြောက်ခဲတို့တထုတ်ထုတ်ထားတယ်မြစ်ဖြတ်ကူပြီးဟိုဘကန်းရောက်ရင်မလှမ်းမကန်းမှရွာရှိတယ်ရောက်ပြီအဲ့တော့မြစ်ထဲမှာလှေအလူးမှာကြောက်ခဲတို့ပြစ်ချတယ်ဟာအကိုကြီးရွှေတို့ကြောက်သွားတာအကိုရဲ့အာနာလိုက်တာဘယ်လိုညာလို့အကိုကသဘောကောင်းတယ်သူသိတယ် ရတဲ့ညီလေးဆိုရင် okay ဟဲ့ရွှေတော့တထုပ်ရတယ်အဲ့လိုတွေ့ပြီးတော့ညီကိုနှစ်ယောက်ထမင်းထိုင်စားစားလက်ပြီးရကုသိုလ်ဆိုတာယူတိုင်းရတယ်နော်မယူတိုင်းလည်းမရဘူးစိတ်ချယူတိုင်းလည်းကုသိုလ်ရထမင်းစားပြီးတော့ထမင်းဆိုတာဘယ်သူမှရှာနဲ့ကုန်းရက်တာမဟုတ်ဘူးဟုတ်တယ်နော်ထမင်းကြံဟင်းကြံမရှိဘူးလားရှိတာရှိတယ်အဲ့ဒါတွေသွားဟဲဆိုဘာကုသိုလ်မှမရဘူး तू ကလိုက်စုတာစုပြီးလည်းပြီးရမြေကမ်းသားသွားပြီးတော့ ရေထဲကတရဝါတွေစားကြပါစေဆိုကြိတ်ဖန်ကဲကုသိုလ်မရဘူးလဲရတယ်ဒီကုသိုလ်မြစ်ဆောင်နဲ့ကြီးကအမြဝေပါဤဆိုမြစ်ဆောင်နဲ့ကတာဒုတဲ့တခါမှလည်းသူမခေါ်အောင်ခုမှထူးထူးဆန်းဆန်းဒီကောင်ကြမှာအမြဝေတယ်ဗောဒီကောင်ကစောင့်ကြည့်ဦးမယ်ဆိုစောင့်ကြည့်တာမြစ်ထဲလဲရောက်ရောညီဖြစ်သူကအထုပ်ပြစ်ချလိုက်အောင်ဟာအမလေးအကိုရဲ့ရွှေတော်ကြီးကြသွားပြီအကိုရဲ့သူကြောက်ခက်တော့ပြစ်ချလိုက် ကျွန်တော်နမောနမဲနိုင်လို့အကိုရဲ့တောင်းပန်ပါတယ်ဘယ်လိုလုပ်အောင်လဲဆင်းငုတ်လို့လည်းမရတော့ဘူးအကိုရဲ့ဘယ်လိုညာလို့ဆိုညီလေးရဲ့ပစ္စည်းသင်္ခါရလူသင်္ခါရပေါ့ပြန်ရှာရတာပဲကွာကိစ္စမရှိဘူးဆိုတော့ဟိုမှာရင်ထဲမှာချိတ်ပြောင်းနေပြီဟာပိုင်ပြီပေါ့ဒါပေမဲ့ तू ပြစ်ချလိုက်တဲ့ရွှေထုတ်စီကြီးအထုပ်လွဲပြီးပြစ်ချလိုက်တယ်မြေဆောင်တက်ကကြည့်နေအောက်မှာငါးကြီးတကောင်ကသွားရင်းနဲ့အဲ့အထုပ်ကိုအစာဆိုပြီးမြိုလိုက်ရောမြေဆောင်တက်လည်းအလုတ်ကိုရလို့အဲ့ငါးကိုလိုက်ကြည့်တယ်ရှေ့မှာတန်ငါတဲ့ကပိုက်ပိုက်မှာသွားမိရော မိလဲမိရောတငါတရေအဲ့ငါကြီးဆွဲတင်ပြီးတော့ကွက်ကိုခုတ်ထဲစားဖို့မရဘူးနတ်ကမြေဆောင်နတ်ကအဲ့ဒီလူတွေဝင်စီးထားတာရောင်းစားမယ်ဒီငါ့ကိုခုသွားရောင်းမယ်ကဲခုသွားရောင်းမယ်ဆိုရောင်းတော့လမ်းအိမ်လေတအိမ်မှမဝင်အောင်နတ်ကလှုပ်ထားတယ်အဲ့အကိုအိမ်ရောက်တဲ့အထိပဲအကိုအိမ်ရောက်တော့အကိုမိန်းမဝင်စီးပြီးတော့လေငါတယ်လာအောင်လို့ခေါ်လိုက်အင်ကာကြီးဝယ်ထားလိုက်အောင် ရောင်းတဲ့လူတွေပြန်သွားတော့ငါးကင်လဲကင်ရောဘိုက်ခွဲရုံရှိသေးရွှေတို့ကလက်ထက်ရောက်ယောက်ကြားတော့အိမ်ပြန်မရောက်သေးဘူးရွှေတို့ကအရင်ရောက်ဘာဝေလို့မနေ့ပြန်ကြဝေကြည့်နော်အဲရွှေတို့တထုပ်လောက်လိုင်းလာမှပြောမရဘူးနော်အဲ့တော့အမြဝေတယ်ဆိုတာနတ်တဲ့အတွက်ကတော့တာထုခေါ်เสียဗောအဲ့တော့ကိုကဝေကြည့်ဝေလို့ရှိရင်အ ਨੇ ဆုံးကိုကိုဆောင်နတ်ကတာထုခေါ်ပြီးရင်ဘာလို့လဲအနားမှာရှိတဲ့အိမ်ဆောင်နတ်တို့ နော်ရက်ွက်ဆောင်တဲ့မျိုးဆက်နဲ့မြေကြီးမှနေတဲ့ပုံမစိုးနဲ့သစ်ပင်မှနေတဲ့ယုတ်ကစိုးနဲ့အကုန်လုံးတာတို့ခေါ်တယ်။ဘာဖြစ်လို့လဲသူတို့ကတာတို့ခေါ်ရင်ဘုံတကုတ်စည်းစိမ်တိုးတက်တာဟုတ်။အဲ့တော့တာတို့ကိုခေါ်ခြင်းနေတာ။ကိုယ်ကလည်းဝေတယ်ဆိုသူတို့ကခေါ်တာပေါ့။တခုတော့ရှိတယ်အချိန်မှန်နေရာမှန်နှစ်ခုတော့တတိထား။ဘာမှန်းမှအချိန်မှန်နေရာမှန်ပါဗျာ။ဒီအချိန်ဒီအိမ်ကအမြဝေတယ်ဆိုလားကိုစောင့်ခေါ်တာနော်။ အဲကိုကလည်းမနဲ့ဝေဝေမနဲ့လည်းဝေဝေမညက်လည်းဝေဝေမဆိုနတ်ကလည်းဘယ်ချိန်လာလို့လာမှမသိဘူးအဲ့ဒါအဲ့ဒါလည်းတတိထားပေါ့ကိုလုတ်ချင်တဲ့ချိန်လုတ်တယ်ဆိုရင်လေအဲအိမ်မှာဝေဝေမလမ်းမှာဝေဝေမဈေးကြမှာဝေဝေမဆိုလဲဒီနတ်ကဘယ်လိုက်လို့လိုက်မှမသိဘူးအဲ့တော့ဘာမှန်းမလဲအချိန်မှန်နေရာမှန်နော်အဲ့မှန်နှမှန်နဲ့သာဝေကြာလာတာတို့ကောတာတို့ခေါ်ပါများလိုက်ရင်အဲ့နတ်တွေကဒီလိုဒုက္ခရောက်မခံဘူးနော်ဘာဖြစ်လို့လဲ ဒီလူကိုတော့လုံနိုင်တယ်မြတ်တို့အမြဲတမ်းတာဓုခေါ်မယ်တာဓုခေါ်ပြီးတို့မှဘုံတို့စိစိအမြဲတိုးတက်နေတော့ဒါသူစည်းပွားပဲလေဒီလူအပေလည်းမခံဘူးစောင့်ရှောက်တယ်ကွာအဲ့တော့အမျှဝေပါ